မမေးစုယောဂရမိတ်ဆက်ပေးပါဟုတ်ပြီးတော့နာမည်ကဒေါခိုင်ခိုင်မြဖြစ်ပါတယ်ဗျာဒေါခိုင်ခိုင်မြပါမြအသက်ကလဲကူကလာတာပါဗျာ52နှစ်ပါဗျာ52နှစ်ဟုတ်ပြီဓမ္မရရင်တော့တရားတွေအထုတ်ခဲ့ဘူးတဲ့တွေ့ကြုံရှိလားမရှိပါဘူးဗျာမရှိဘူးဘယ်သူကညွန်လိုက်တာတပြီးတော့မြို့သားဥမြင့်ဝရညွန်တာဒါကြီးသူကအပတ်စဉ်16ဩဟုတ်ပြီဟုတ်ပြီသိပြီသိပြီဟုတ်သူကညွန်လိုက်တာဟုတ်ပြီအဲ့တော့ဝင်လိုက်တော့အခုဘာဒီထူးကြလို့ဘာတိလို့လာလျှောက်တယ်ဘူးတပြီးတော့ကအရင်တော့ကဒီခါမှာ ခါကြောညက်တော့ဓာတ်ကင်ထားဘူးပါတယ်ဗျာအဲ့တော့တို့ရောခါနာတဲ့ဝေဒနာအမြဲတမ်းခံရတာပါဗျာဟုတ်ဟုတ်အဲ့ခါကျတော့တို့ရောတရားအထုတ်ဖို့တိတ်လက်အာရုံမရပါဘူးဗျာတို့ရောရွတ်တာဖတ်တာလေးပဲတို့ရောအမြဲတမ်းပဲလောက်ပါတီလာနဲ့နေပြီးပြည့်စုံတယ်တို့ထားတာကောင်းတာလောက်ရင်ပြီးတာပဲလို့ဆိုရနော်အဲ့တိုင်းပဲနေနေကြတာပေါ့မှန်ပါပါဗျာအခုတော့ဒီမှာလာကျင်တော့ဓမ္မကြီးတို့ဘာတွေပြောင်းလဲမှုတွေရတယ်ပထမနေ့စရောက်ခရေရတို့ရောခါနာတာပါဗျာဒီနာတာတို့ရောမှတ်လို့လဲ မရပါဘူးဗျအရှင်ဖះအပိုင်းမိုင်းပိုင်းမိုင်းဖြက်ပြီးတော့ခါခြေတော့ခြေတော့ပြီးလက်လက်ပြီးတော့ကိုကိုပြီးတော့ခေါင်းမှတ်ပြီးမှတပြီးတော့မှတ်လို့မရဘူးဗျဒီခါကနာတာပဲတည်တာအဲ့နဲ့ဒုတိယမြောင်နေ့ညပိုင်းပေါ့ဗျညာဘင်းကြမှာတပြီတော့ခါဒီခြေတော့ကိုအရင်မှတ်မှတ်ပြီးလက်မှတ်ကိုလုံးမှတ်ခေါင်းမှတ်ပေါ့နော်ပြီးတော့မှတ်တော့လေဒီခါနာတာပဲဗျာနာတော့ဒါကြီးကငါဆွဲ တဖြည်းဖြည်းနဲ့တပြည့်တော့ဒီ32ကုတာသားနဲ့ဒီခန္ဓာကိုယ်အပြားတပြားရှာရှာလို့မလို့ဒုက္ခသစ္စာကိုတပြည့်တော့ရှာတဲ့ချိန်မှာလေဒီခါနာတာမပြတ်ဘူးဗျာဒါပေမဲ့အဲ့တော့ဒီဟာကြီးဒုက္ခတော်ကြီးဒါသည်ငါဆွဲလို့မရဘူးငါဆွဲနေတာငါဆွဲနေလို့ဒီခါနာတာကိုငါတိနေတာငါသာမဆွဲရင်မမတိတော့ဘူးဆိုပြီးတော့အဲ့ဒါကိုပဲအပြန်အမြန်အလန့်လန့်ဒါကိုပဲသုံးသပ်ပြီးဒါကိုပဲဒါဆွဲနေဒါငါလောဘ ဟိုမဟိုဟာမဖြစ်ရင်ဒေါသနေဒေါသနေဒေါသသူ့သဘောသူစောင်းနေတာဒါငါမဟုတ်ဘူးဒါငါမဟုတ်ဘူးငါသာဆိုရင်ဒီလိုမဖြစ်ဘူးဆိုတဲ့အချိန်မှာတပည့်တော်ဓမီနဲ့ထိုးလိုက်တယ်လို့ပဲဗျာလင်းနေနေဖြစ်တော့တပည့်တော်အဲ့ဒီဟာဟောငါဘာလို့လင်းတာဟောငါမြတ်မှားနေသလားဆိုတပည့်တော်မျက်လုံးဖွင့်ကြည့်လိုက်ပါရဲ့ဗျာတယောက်ယောက်များတပည့်တော်ဓမီနဲ့ထိုးနေလို့ဆိုရခါကြတပည့်တော်နာမရှိဘူးဗျာအကုန်လုံးကလည်းဒီလိုပဲတရားအားထုတ်နေအဲ့တပည့်တော်မျက်လုံးမှိတ်ပြီးတော့ပြန်ပြီးတော့ ဒါပေမဲ့မှတ်လို့အစားကနေပြန်မှတ်ရတာပေါ့ဗျာစာကနေပြန်မှတ်ပြီးတော့အဲ့ဒီဟာမှားသလားမှန်သလားတပြည့်တော့မသိဘူးဗျာမသိတော့တပြည့်တော့ဆရာလေးတစ်ပါးကိုမေးကြည့်တော့ဆရာလေးတစ်ပါးသူတို့ကတရားစစ်လို့မရဘူးတဲ့ဒါပေမဲ့ဒါကောင်းတဲ့လက္ခဏာဖြစ်မှာပါတဲ့ဟိုဆရာတော်တပါးပါးကိုရှောက်ကြည့်ပါလားတဲ့ဆိုတော့အဲ့တပြည့်တော့လည်းမရှောက်ဖြစ်သေးဘူးဗျာမရှောက်သင့်ပေမဲ့နောက်နေ့မနေ့ဆရာတော်တရားဟောတဲ့အချိန်ပါ အသက်အောင်ထားဆိုတဲ့အချိန်မှာတပည့်တော်အသက်ကိုအောင်ထားတော့အောင်လို့မရဘူးခင်ဗျာအဲ့ဒီတော့မှတပည့်တော်တော်ထားသည်ငါမစွဲတာငါဒီဒီအသက်ကလေးတော့ငါမရတာရှူလို့မရတာဝင်တဲ့ဒီတော့မှငါမပိုင်ပါဘူးငါမပိုင်တာဆိုတော့ဒါဒီလဲငါစွဲထားလို့ဖြစ်တာဆိုတာတပည့်တော်အဲ့ဒါလေးတော့သိသွားပါရဲ့ဖြစ်တယ်ဒါပေမဲ့တပည့်တော်မှားလားမှန်လား ဦးစင်းတပောက်ကိုမေးကြည့်တဲ့အခါကျတော့ပြီးတော့အကပ်ကိုယူသွားတာပေါ့ဗျာဦးစင်းကတော့ဆရာတော်ကိုရှောက်ပြီးမယ်ဆိုပြီးတော့ဟုတ်ကဲ့အဲ့တော့ဝင်းနေလေးလေးကိုဒီမှာကြီးကဘယ်လိုလုပ်ကြရလဲပယ်လို့မရဘူးအမှငါအမှဝင်းနေလေးလေးတော့ငါမပိုင်ဘူးဝင်းနေလေးလေးတော့ငါမပိုင်တာဒီခါထွက်တဲ့လေးလဲဆွဲလို့ဆွဲလို့မရတာဒီခါနာရာကြီးကဒါငါဆွဲထားလို့ဒါငါလွတ်ချမယ်အရာပါလားလို့တိသွားတာပါဆွဲထားလို့မရပါလားလို့တိတော့လွတ်ချလိုက်တာလွတ်ချလိုက်တာလွတ်ချလိုက်တော့ဘာဖြစ်သွားတဲ့အချိန်မှာလွတ်ချလိုက်တဲ့အချိန်မှာ တပည့်တော်နာရာကျင်တာပြောက်သွားတယ်ဗျာ။ဩအခုချိန်ဒီကိုတပည့်တော်နာတော့နာတယ်ပေါ့ဗျာ။အရင်လောက်ကြီးကြီးမြင့်ထန်တဲ့ဝေဒနာကိုမခံစားရတော့ဗျာ။အဲ့ဒါတော့အံ့ဩစရာတော့ဩအဲ့ဒါအင်းအဲ့ဒါကိုတနည်းအားလောဘဒံတရား၈ပါးနိဗ္ဗာန်သွားဟောလိုက်တာပေါ့။ဟုတ်တယ်မလား။တင်ပါလား။လောဘဒံတရား၈ပါးမလား။တင်ပါလား။လောဘဒံ၈ပါးနိဗ္ဗာန်သွားဟောလိုက်တဲ့ချိန်မှာဒီဝင်လေထွက်လေကိုတရားဟောရင်လည်း၃မိနစ်လောက်နော်။၃မိနစ်လောက်အောင့်ထားတယ်။အောင့်ခိုင်းထားတယ်။ထွက်တဲ့လေကိုဆွဲခိုင်းထားတယ်။ ပြီးတော့ဝင်နေထွက်လေရဲ9မိနစ်စီကိုပြန်ရောပယ်ကြီးဆွဲကြီးခိုင်းတော့ပယ်လို့ဆွဲလို့မရတော့ဘာဖြစ်သွားစိတ်ထဲမှာစိတ်ထဲမှာဟိုတိသွားတယ်ဗျာอืมတိသွားတယ်ဒါဒီငါဆွဲထားလို့လည်းမရဘူးပယ်လိုက်လို့လည်းမရဘူးသူ့သဘောသူစောင်းနေတဲ့သူ့ရဲ့တဘာဝတရားကြီးပါလားဆိုတာကိုတပည့်တော်တိသွားပါတယ်တိသွားတိရောစိတ်ထဲမှာဘယ်လိုခံစားလဲစိတ်ထဲမှာတော့အေးချမ်းသွားပါတယ်ဗျာဟုတ်ကဲ့ဘယ်လောက်ကြာလဲဟာဟိုဘယ်လောက်လောက်ကြာလဲဆိုပြန်စစ်စားရင်လည်း ပြန်အေးချမ်းနေတော့မှာပဲဗျာအခုအဲ့ဖြစ်တော့အဲ့ဒီအစပြီးအေးချမ်းတော့ဘယ်လောက်ကြာလဲအစအေးချမ်းနေတိသွားတဲ့အချိန်မှာဟိုဝမ်းမြောက်ဝမ်းသာသွားတာပေါ့နော်ဗျာအေးချမ်းငါတိခဲ့ပြီအမှန်တရားတိခဲ့ပြီပေါ့နော်တိသွားပြီငါရဲ့ခန္ဓာရဲ့အမှန်တရားကိုတိပြီပေါ့တိသွားပြီတိသွားတော့စိတ်ထဲမှာဘယ်လိုခံစားလိုက်ရလဲပြောသွားသလိုပဲဖြစ်သွားပါတယ်အဲ့ဒီလွတ်မြောက်တဲ့အချိန်ကဘယ်လောက်ကြာလဲကြာပါတယ်ဗျာတူဘလို့ခေါ်မလဲဆရာတော်တရားဟောပြီးတာတော်မှလေတပည့်တော့ အဆောင်ပြန်ရောက်တတိလက်ဒါပြီးတော့အရန်ကိုသဘောကျပြီးတော့အဲ့ဒါကိုပဲပြန်ပြန်ရှုပ်လိုက်ပြန်သုံးသပ်လိုက်အဲ့ဒါကိုပဲတော့ agent အဲ့ agent မှုကဘာနဲ့ဥပမာနှိုင်းစားလို့ရလဲဘာနဲ့မှမရပါဘူးခင်ဗျဟုတ်ဘူးအဲ့ agent မှုကလောဘပါလားမပါပါဘူးဒေါသလည်းမပါပါဘူးအဲ့လောဘဒေါသမပါတဲ့လွတ်မြောက်တဲ့ချမ်းသာကိုဘာဖြစ်တယ်လို့ဒီမကြီးအခုသိသွားတာလဲတပြီးတော့ agent နဲ့လို့ပဲသိပါတယ်အဲ့ agent တော့တော့သိတယ်အဲ့ agent တော့ဘာဖြစ်တယ်လို့သိလိုက်တာလဲခုခု အေးချမ်းနေဆိုတရင်ကနိဗ္ဗာန်လို့ဖြတ်လိမ့်မယ်လို့ထင်ပါတယ်။အေးချမ်းတာတော့ခံစားတာပေါ့နော်။တိတာကြတော့ဘာဖြစ်တယ်လို့သိသွားတာလဲ။ဒါဟိုတဘာဝတရားကြီးလို့ပဲသိတာပါဗျာ။သိတာကခုနတရင်ကနိဗ္ဗာန်လို့အဲ့တော့ဖြစ်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 ချင်းတည်တာလားနောက်မှပြန်ဆင်ញင်မှတည်တာပြန်ဆင်ញင်မှတည်တာပါဘယ်လောက်ကြာလဲပြန်ဆင်ញင်တော့ပြန်ဆင်ញင်တော့ဟိုဘယ်လိုတရားဖြုတ်တော့မှတရားဖြုတ်တော့မှ ဒါပြန်စင်ရင်ကြီးလိုက်တော့မှာဩဒါအေဂျင့်နာဒါတင်ကနေပန်ပါလားဒါဆွဲထားလို့လည်းမရဘူးပယ်ထားလို့လည်းမရဘူးဆိုတာကိုပဲပြီးတော့သိတာပါအမှန်လောကရောဒီဝင်လေထွက်လေလေးတခဏတော့မှငါသဘော မရှိဘူးငါမပိုင်တာဒီခနာနေတဲ့ခါငါဘယ်လိုလုပ်ပိုင်ပါလဲဆိုတာကိုသိလိုက်တော့လွတ်ချလိုက်တော့အဲနာနေတဲ့ဝေဒနာတွေလည်းပျောက်သွားတာပါ ။ဉာဏ်ထဲမှာလည်းဒီနေ့ချိန်ကြီးပြန်စင်းသားတော့ပြန်စင်းသားတော့လေ။ဝမ်းမြောက်ဝမ်းသာဖြစ်။ဝမ်းမြောက်ဝမ်းသာဖြစ်တာပါဗျာ။ချမ်းသာနေရနော်။ဒါတော့လောကကြီးမှာအမြင်တွေဘယ်လိုပြောင်းလဲသွားလဲ။အရင်တော့အတိတဲ့အတိတွေလူတွေပေါ်မှာလူတွေပေါ်မှာတော့တပည့်တော်ကအရင်ကတည်းကလေသူသဘောသူပြောချင်ရင်ဒါသူ့အကြောင်းကိုကိုပြောချင်တာဒီကိုအကြောင်းအဲ့လိုပဲတပည့်တော်အေးချမ်းချမ်းပဲနေတာပါဗျာ။ ဘဘလို့မှလည်းဟိုမဝေဖန်တတ်တယ်ဟုတ်ပြီအခုဒီတရားသိတော့လူတွေဘောမှာဘလို့မြင်သေးလဲချစ်ချင်းမုန်းရင်ပို့ပြီးတော့မဝေဖန်ပြတ်တော့ပါဘူးခင်ဗျာဟွန်းဟုတ်ပါနော်အဲ့တော့ဒီချမ်းသာမှုလေးကိုအာယုံပြုပြီးတော့အဲ့ဒီလොမြောက်တဲ့စိတ်လေးနဲ့ဒကမကြီးအခုသေမယ်ဆိုရင်ရောအပယ်လေးပေါ်ငင်းရှစ်ထက်ကြနိုင်သေးလားမကြနိုင်တော့ပါဘူးခင်ဗျာတတိယအစွဲပြုတ်သွားတာပါခင်ဗျာဟုတ်ပါပြီအဲ့တော့ဘသူကအမအပယ်မကြဘူးဆိုတော့ဘသူကအမခံမှာလဲမကြီးဒီတရားကအမခံနိုင်တာပါဘူးဘူးရင်အမခံပြီလို့မရဘူးလားမရပါဘူးခင်ဗျာဟုတ်ပြီနော်ဒကမကြီးရဲ့အမျိုးသားရော မရဘူးဓမ္မကြီးအမျိုးသားရောမရပါဘူးမရဘူးเนาะဒါဆိုဓမ္မကြီးမျိုးသားဝင်ခိုင်းတာလားတင်ပါဗျာဟုတ်ပြီဒါဆိုသူ့ရဲ့စေတနာလည်းမြင်ပါပါပဲရှိပါတယ်ဟုတ်ဝင်ကြည့်ပါပေါ့ပေါ့ပါပါလေးပဲပေါ့เนาะတင်ပါမနဲ့ကောထားရလားမနဲ့ကတော့ထားထိုင်ရလားအစောကြီးအမြဲတမ်းနှိုးတဲ့သူဆိုတော့လေအစောကြီးရောထားထိုင်ထားနိုင်တယ်ဗျာသူရောအစောကြီးထားအစောကြီးလည်းမထားမထိုင်ရဘူးเนาะထိုင်ရဘူးအေးစီစီလို့လို့လက်လက်ပဲเนาะဟုတ်ပြီအဲ့တော့ဒီတရားတွေကိုမသိဘဲနဲ့မကျင့်ဘဲနဲ့မလွတ်မြောက်ဘဲနဲ့ဒါအရင်တော့သိရင်ဘယ်စိတ်နဲ့သိပြီးတော့ဘယ်ဘဝရောက်မှထင်လဲကျွန်တော်သိရအစွဲ နဲ့သေလိမ့်မယ်လို့ပေါ့ထင်ပါတယ်ဗျာ။อืมဒီငါဒီရဲ့အဝေးနာကိုဆွဲတတ်တဲ့အဲ့စိတ်နဲ့တင်ပြဲသွားမယ်လို့ထင်တယ်ခမန်းကြီး။တပိတော့အဆွဲဆိုတော့လောဘယ်လိုခုံးမလဲ။အပယ်လေးပုံပဲပေါ့ဗျာ။အပယ်လေးပုံနဲ့တပုံပုံသွားမှာပေါ့နော်။ဒီစိတ်နဲ့တင်အခုကကြနိုင်သေးလား။မကြနိုင်တော့ဘူး။မကြနိုင်တော့ဟုတ်ပြီ။အဲ့တော့ you know ကကြားဘူးတဲ့နေပိုင်ရဲ့ကိုကိုကတည်းကကိုခန္ဓာမှာကိုတိုင်တွေးရှိเนาะတရင်ကမျက်မှောက်ပြုခဲ့တဲ့တရင်ကနိဗ္ဗာန်ရဲ့အရင်တော့ကကြားဘူးတဲ့နိဗ္ဗာန်အဲ့ဒီနှစ်ခုကလက်တွေ့နဲ့ကြားတာနဲ့ဘာကွာခြားမှုရှိလဲ ကြံတွေးစိတ်နဲ့ပါကွာချင်တယ်။အေးချမ်းပါတော့အေးချမ်းပါတယ်ဗျာ။ကြားတာတော့ကြားတဲ့အတိပဲရှိတာပေါ့ဗျာ။မြင်မှရောက်ခုတဲ့အခါကျတော့မခံစားတတ်ပါဘူးဗျာ။အခုတော့ဒါတည်ငါနိဗ္ဗာန်ကိုခံစားဖို့တော့အေးချမ်းတဲ့တရားကိုရှာတွေ့ပါတယ်ဗျာ။အေးချမ်းတယ်လွတ်မြောက်တယ်။လွတ်မြောက်တယ်။အဲ့တော့အေးချမ်းတာကတရားလားဒီလွတ်မြောက်ခြင်းကိုသိသွားတာလား။လွတ်မြောက်ခြင်းကိုသိတာကတရားပါ။တရားလွတ်မြောက်ခြင်းကိုတကယ်သိသွားတာနော်။အဲအေးချမ်းတာတော့ခံစားတာပေါ့။အဲ့ဘောမှာအတိပါတယ်နော်။ဘာအတိပါလဲခန္ဓာမှာ ငါရှိရတွေ့ရလားငါမရှိရတွေ့ရလားငါမရှိတာကိုတွေ့ရတာပါငါမရှိခန္ဓာမှာဘာတွေရှိရလဲခန္ဓာမှာဒီရုပ်တဘာဝနံတဘာဝကြီးကိုပဲတွေ့ပါလေခင်ဗျာဟောမှန်တော့เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဆက်သွားမယ်ဒါဆိုရင်ချမ်းသာတာတရားလားတရားချမ်းသာတာတရားချမ်းသာတာပါဗျာအေးအရာကိုတရားလို့နားလေသဘောပေါက်သွားတယ်မကြီးအေးချမ်းသာကိုတရားလို့နားလေသဘောပေါက်သွားဟုတ်ပြီခုနနှစ်ပိုင်းမီးပြီးပါဘာတရားကြီးကိုပဲပြန်ခွဲမယ်ချမ်းသာတာတရားလားတရားချမ်းသာတာတရားချမ်းသာပါအဲ့တော့ဘယ်အရာကိုတရားလို့ဒီပြောတာလဲ ချမ်းသာတာတရားလို့သိပါပါတယ်တဘာဝလေတဘာဝတရားခုနနှစ်ပိုင်းခွဲပြီးပါလေတင်ပါဗျာဒီပိုင်းကိုချမ်းသာတာတရားလားเนาะတရားချမ်းသာတာလားမီးတော့ဓမ္မရတရားချမ်းသာတယ်လို့ပြောတယ်လေတရားချမ်းသာတယ်ဆိုတရားဆိုတာဘယ်ဟာကိုပြောတာလဲတဘာဝတရားယူတဘာဝတရားเนาะမျက်စိလည်မသွားနဲ့เนาะတဘာဝဆိုတာတရားတရားဆိုတဲ့အဓိပ္ပာယ်ဘယ်လိုရလဲညတာတယ်ညတာတယ်ဆိုတာကတဲ့เนาะဘာဟုတ်ပြောတာလဲအကောင်းပြောတာလားဆိုးတော့ပြောအကောင်းနဲ့အဆိုးနဲ့တွန်တွဲနေတယ်ရင်းတော့တရားဆိုတာဘယ်လိုမျိုးတရားလို့ထင်ခဲ့တာလဲ ်ပြီးတော့အရင်တော့တရားကောင်းတာလုပ်ရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာဟာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့ကာမတက္ကတဉဏ်တမာဒိဋ္ဌိပေါ့နော်ဗုဒ္ဓဘာသာရဲ့အခြေခံပေါ့ကံကံအကြောင်းကျိုးယုံကြည်တဲ့ဉာဏ်ပဲရှိသေးတယ်။ကမတက္ကရဉာဏ်တမဒိဋ္ဌိဒါကြတော့အကောင်းနဲ့ဆိုနေဒွန်တွဲပြီးတော့မျှတနေတဲ့အလေလက်ကလွတ်မြောက်တဲ့လမ်းကိုကြတော့မဂ္ဂတမဒိဋ္ဌိလို့ခေါ်တယ်နော်။မှန်ပါပါ။အဲ့တော့တမဒိဋ္ဌိ၅မျိုးထဲမှာဒါမဂ္ဂတမဒိဋ္ဌိလို့ခေါ်တယ်နော်။မှန်ပါပါ။ဟုတ်ပါပြီ။အဲ့တော့ဒီလောကကြီးကိုအကောင်းနဲ့ဆိုနေမျှတနေအောင်ဘယ်သူကဖန်ဆင်းပေးတာလဲ။ တဘာဝတရားကြီးကဖန်ဆင်းထားတာပါတဘာဝကြီးကမဖန်ဆင်းဘူးအရှိတရားเนาะလောကကြီးရဲ့အရှိတရားဖန်ဆင်းရှင်ဝါဒတဖန်ဆင်းလို့မရဘူးเนาะဒီဒါဆိုရင်ဒီတဘာဝရဲ့တစ္ဆာတရားတို့အမှန်တိုင်းသိနိုင်မှုအတွက်ဘယ်လန်းဆက်လျှောက်အောင်လဲမကြီးမကင်လန်းဆက်လျှောက်မကင်လန်းဆက်လျှောက်မှာဒါဆိုတရားနဲ့กินတဲ့နေရာရှိလားမရှိပါဘူးတရားနဲ့กินတဲ့အချိန်မရှိပါဘူးမရှိဘူးเนาะဟုတ်ပြီဒီတရားတွေသိသွားတော့ဓမ္မရအရင်ဆုံးဘုသူ့ကျေးဇူးတင်ခြင်းသိလဲ ်ကျေးဇူးတင်တာတော့အရှင်ဖះကိုကျေးဇူးတင်ပါတယ်ဗျာအရှင်ဖះအလင်းရောင်ပြပေးတဲ့အတွက်တပည့်တော်သိရှိရတဲ့အတွက်အရှင်ဖះကိုကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့အဲ့တော့နောက်ထပ်ဘုသူ့ကိုကျေးဇူးတင်နေရတယ်နောက်ထပ်ကျေးဇူးတင်တာတော့ရူရောအမျိုးသားအောင်လေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဓမ္မကြီးဘယ်နေ့မှသိရတာဒီအမှန်တရားကိုဒီအမှန်တရားကိုဒုတိယမြောက်နေ့ညမှသိတာဟုတ်ဩဒါဆိုနှစ်ရက်မြောက်နေ့ည9နာရီပေါ့ညတင်ပါဗျာဟုတ်ဟုတ်ပါနှစ်ရက်မြောက်နေ့နော်ဟုတ်ပြီအဲ့တော့ဒီလိုလွယ်ကူသောအကျင့်အလင်းမြန်သောအသည့်မှန်ကန်ပြီးတော့မြန်ဆန်တဲ့နော် ဟိုဒီမှန်လွတ်မြောက်တဲ့တရားကိုနောက်ထပ်ဘသူတွေထက်ရသေးခြင်းနေလားဒီမှာပြီးတော့သားနဲ့သမီးနဲ့ဖခင်ကြီးနဲ့ကိုရခြင်းပါတယ်ဗျာသူတို့တွေဘာလို့ရသေးခြင်းလားဒီမှာဖခင်ကြီးကတပီတော့ဖခင်ကြီးကတရားကိုမိုးကုတ်ပဲသူကစောင်းတွေပဲဖတ်ပြီးဘယ်မှမသွားလို့ဘယ်မှကိုခေါ်လို့မရပါဘူးဗျာသူ့ကိုလည်းသိစေခြင်းပါတယ်ဗျာသားနဲ့သမီးကိုတော့တပီတော့ရဲ့ဟိုဘယ်လိုပြောမလဲအခုတပီတော့အေးချင်းချင်းနေခွင့်ရအောင်သားနဲ့သမီးက ဟိုဆောက်ရှောက်ပေးတာဆောက်ရှောက်ပေးထားတဲ့အတွက်ပေါ့နော်တပြောတော့အမျိုးသားအမျိုးသမီးနှစ်ယောက်လုံးကိုဒီလိုအေးအေးချမ်းချမ်းနေကိုရအောင်လုပ်ပေးတဲ့တာနေပါဗျာอืม တခါကြီးကလာချင်းပူးတယ်ဆိုတော့သူကတော့တိသွားပြီချင်းပါတယ်မှန်တော့ပါဒါဆိုသားသမီးနှစ်ယောက်ကိုတိသေးချင်တာပေါ့နော်မှန်တော့ဒီတရားတွေတိသွားရင်သူတို့ဘာဖြစ်မယ်လို့ထင်လဲသူတို့လက်အေးချမ်းမယ်လို့ထင်ပါတယ်ဟုတ်ဟုတ်ပါတယ်နော်အေးချမ်းရုံတသက်ပဲလားအပယ်ရောကြက်နိုင်တယ်အပယ်ရောကြက်နိုင်မလို့အပယ်ရောကြက်နိုင်တယ်လားအပယ်လည်းလွတ်သွားနိုင်တယ်ပေါ့အပယ်လွတ်သွားနိုင်ပါတယ်ဗျာဟုတ်ပြီနော်လောကမှာအကြီးကြီးဆုံးကဒါပဲနော်အပယ်လေးပုံလွတ်မြောက်ပြီပေါ့နော်ကိုယ့်ထက်ညံထက်ကိုယ့်ထက်ပို့တော်နိုင်ပါတယ်ဗျာဟုတ်ပါပြီအားလုံးသာတို့ခေါ်ကြပါနော် Da, ah, do, da, ah, do, da. Ah.